ကင်းပြင်းနယ်မြို့ရီမြို့မဲထော်တလင်း KK Park နယ်မြေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေကျွလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား15ဦးကိုထပ်မံထိန်သိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။ မေ18ရက်မှာအိန္ဒိယနိုင်ငံတချို့ကိုတဆင့်ခံဖြတ်သန်းပြီးမြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကင်းပြင်းနယ်မြို့ရီမြို့မဲထော်တလင်း KK Park နယ်မြေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေကျူးလွန်ခဲ့ကြတဲ့ကမ္ဘောဒီးယားနိုင်ငံသား2ဦးတရုတ်နိုင်ငံသား2ဦးကင်ညာနိုင်ငံသား3ဦးအိန္ဒိယနိုင်ငံသား4ဦးပါကစ္စတန်နိုင်ငံသား2ဦးအင်ဒိုနီးရှားနိုင်ငံသား2ဦးကဇက်စတန်နိုင်ငံသား2ဦးစုစုပေါင်းပြည်ပနိုင်ငံသား15ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ 2025ခုနှစ်ဇန်နဝါရီ30ရက်ကနေမေ18ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း986ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးအဲ့ဒီအနက်1412ဦးကိုထိုင်းနိုင်ငံကနေတဆင့်တပ်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးကြန့်ရှိတဲ့ပြည်ပနိုင်ငံသား684ဦးကိုတပ်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားတယ်လို့သိရပါတယ်။